ဘကုမျိုးရဲ့နာနာဘာဝတွေဘကုမျိုးဟောင်းရဲ့မျက်နှာခန်းအချိန်လေတွေကတိရွဲ့ချောက်ပြီးကိုကိုတင်ဆောင်လာပြီးတမိုင်းဝင်စီဒီဟောင်းတစ်ခုရဲ့ခြေရင်းမှာမိတောက်တစ်ခုထိုးထွက်လာတဲ့အဲ့ဒီမိဟာမီးလင်းဖို့မဟုတ်ဘူးနာနာဘာဝတွေကို ရှင်ပြုတ်ပေးတဲ့မိပဲဒီလိုညမှာရွာသားတွေအိပ်ပျော်နေချိန်ဖုန်ကြီးတစ်ပါးကဇီဒီဟောင်းရဲ့အမီးကတစ်ပင်ကြီးအောက်မှာထိုင်နေတဲ့သူ့လက်ထဲမှာ ရှီဟောင်းကျန်းစာတအုံနဲ့နာနာဘာဝတွေကိုရှင်ပြဖို့ပြင်ဆင်နေတာရုတ်တရက်လေးပြင်းတိုက်ခတ်လာပြီးတိရွတ်တွေဆူအသက်ရှင်လာပြီးဖုံးကြီးရဲ့နှက်ခမ်းကနေတိုးတိုးလေးစကလုံးတွေထွက်လာတယ်သူ့ရှိမှမြေကြီးကွဲပြီးဖုံးမုံတွေအယိုးစုတွေနဲ့လူဟောင်းတကောင်ထလာတယ်ဒါပေမဲ့သူ့မျက်လုံးတွေမှာအလင်းမရှိအနိနာယုံတွေပဲငါကိုဘာကြောင့်နှိုးတာလဲအတန်ကလေထဲမှာတဝီဝီမြည်နေတယ်ဖုံးကြီးကမတုံမလုံရက်နေပြီးကျန်းစာကနေမန်တန်ရွတ်တယ် မင်းကိုငါလွတ်မြောက်စေမယ်။နာနာဘာဝကရေတံထွက်လာတယ်လွတ်မြောက်မှာလား။ငါတို့ဟာဒီမြေကြီးမှာကြံရိပ်ခဲ့တဲ့ဝိညာဉ်တွေ။မင်းတို့ဘယ်သူမှမလွတ်နိုင်ဘူး။တစ်ချိန်တည်းမှာအနာကတစ်ပင်တွေကနေလက်တွေထွက်လာပြီးဖုံးကြီးကိုဆုံးနေတယ်ကြားတယ်။ဒါပေမဲ့ဖုံးကြီးကမန္တန်အားနဲ့သူ့ကိုယ်သူကာကွယ်လိုက်တယ်။ဒီမှာငါနဲ့အတူနေရမယ်။နာနာဘာဝကအော်ဟစ်ပြီးဖုံးကြီးစီ ခုံချလာတဲ့ဒါပေမဲ့ပောက်ကွဲတန်တစ်ချက် မီးတောက်တွေထိုးထွက်လာပြီးနာနာဘာဝတွေမီးထဲမှာပျောက်ကွယ်သွားတယ်ဖုန်ကြီးလည်းမရှိတော့ဘူးနောက်နေ့မနေ့ရွာသားတွေကစီဒီအနီးမှာမီးခိုးတွေတက်နေတာကိုတွေ့ကြတယ်ဖုန်ကြီးရဲ့ကြံရစ်ခဲ့တဲ့ကျန်းစာတအုပ်ပဲကြံရစ်ခဲ့တယ်အဲ့ဒီမှာစာတစ်ကြောင်းရေးထားတယ်နာနာဘာဝတွေကို ရှင်းပြခြင်းဟာသူတို့နဲ့အတူပါသွားခြင်းပဲ